အားလုံးပဲမင်္ဂလာပါဗျာ GDS Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီနေ့ဂျင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာတွေကတော့ UFC ရဲ့ Featherweight Dan Champion ကြီး Alexander Volkanovski ရဲ့နောက်ထပ်ပြိုင်ပွဲ Fighter ကဘယ် Fighter ဖြစ်သွားမလဲသူ့အနေနဲ့ဒီ MMA လောကကရောမကြခင်မှာအနားယူသွားနိုင်ဖို့လားလားရှိနိုင်သလားဆိုတဲ့သုံးသပ်ချက်တစ်ခုအကြောင်း UFC ရဲ့ဒီ World Heavyweight Dan ရပြတ်ချန်ပီယံဟောင်းတူဖြစ်ပြီးတော့အရင်တုန်းကတကယ်ကိုပွဲချန်ပြခဲ့ပူးတဲ့ Fighter G2 ဖြစ်တဲ့ Kobe Covington အနေနဲ့သူ့ရဲ့ပွဲသတင်းလုံးဝမကြားရတဲ့ပုံမှာ Kobe Covington အနားယူသွားပြီလားဆိုတဲ့သုံးသက်ချက်အကြောင်းနဲ့ UFC ရဲ့ Heavyweight and Champion ကပတ်လူပွဲမကြေပွဲပွဲစဉ်သာဖြစ်လာခဲ့မယ်ဆိုလို့ရှိရင် Tom Aspine ကိုအမှောက်သိပ်ပြီးတော့ Champion ကပတ်ရအောင်ယူပြမယ်ဆိုပြီးတော့ကြုံဝါလိုက်တဲ့ Serie Game စတဲ့အကြောင်းအရာတွေကိုစူးစီးသုံးသက်တင်ဆက်ပေးသွားတော့မှာပဲဖြစ်ပါတယ်ခင်ဗျာ ပထမအဆုံးအနေနဲ့တင်ဆက်ပေးသွားခြင်းရဲ့အကြောင်းအရကတော့ UFC ရဲ့လက်ရှိလောလောဆယ် Featherweight တန်းချန်ပီယံကြီး Alexander Volkanovski အနေနဲ့အသက်အရွယ်36နှစ်အရွယ်ရှိပြီဆိုတဲ့အနေအထားမှာသူ့အနေနဲ့မကြခင်မှာနားယူသွားနိုင်သလားသူ့ရဲ့နောက်ထပ်ပြန်မဲ့ Fighter ကဘယ် Fighter ဖြစ်သွားနိုင်တယ်လဲစတဲ့အကြောင်းအရာတွေကိုတုံးသက်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ် UFC ရဲ့ဒီ featherweight တန်းကဂေါတူးလို့ပြောရမယ့် fighter ချမ်းဖြစ်တဲ့ Alexander Volkanovski ဟာဆိုလို့ရှိရင်ပထမအဦးဆုံးအနေနဲ့ပြောရမယ်ဆိုရင်တော့ကျွန်တော်ရဲ့ personal favorite fighter တွေထဲကတစ်ယောက်ဖြစ်ပါတယ် Alexander Volkanovski အနေနဲ့လက်ရှိလိုလိုတဲ့အချိန်မှာဆိုလို့ရှိရင်တော့သူက featherweight တန်းရဲ့ဒုတိယအချိန်မြောက်ပြန်ဖြစ်လာတဲ့ champion တူဖြစ်ပြီးတော့သူ့အနေနဲ့သူက featherweight တန်းမှာတော်တော်လေးကိုပွဲချမ်းပြထားခဲ့ဘူးတဲ့ fighter တယောက်ဖြစ်ပါတယ် ဆိုတော့ Lesnar Vukanovski ရဲ့ overall record ကိုတွားပြီးတော့ကြည့်လိုက်ကြအောင် Lesnar Vukanovski အနေနဲ့လက်ရှိလောလောဆယ်အချိန်မှာဆိုလို့ရှိရင် MMA ပွဲစဉ်ပေါင်း32ပွဲတွေရှင်ပြိုင်ထိုးသက်ထားပြီးတော့အဲ့ဒီကမှ28ပွဲနိုင်၄ပွဲရှုံးဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားပြီးတော့သူ့အနေနဲ့တော်တော်လေးကိုပွဲချန်ပြခဲ့ဘူးတဲ့ fighter ဖြစ်ပါတယ်သူနိုင်ယူရရှိထားတဲ့ပွဲစဉ်တွေထဲမှာဆိုလို့ရှိရင်73ပွဲကိုအလဲထိုး၊3ပွဲကိုချုပ်ကွက်၊7ပွဲကို ဒစီရှင်နဲ့အနိုင်ရရှိထားတဲ့အတွက်ကြောင့်မလို့ Alexander Vogonovsky အနေနဲ့ knockout submission finishing စတဲ့ rate တွေမှာသူ့အနေနဲ့မစိုးဘူးလို့ပြောမယ့် fighter တူဖြစ်ပါတယ် UFC အဖွဲ့အစည်းမှာဆိုလို့ရှိရင်တော့ Alexander Vogonovsky အနေနဲ့သူ UFC ဖွဲ့စည်းကိုစတင်ရောက်ရှိလာတဲ့အချိန်ကလေးကနေစပြီးတော့သူ့အနေနဲ့ပွဲစဉ်ပေါင်း18ပွဲတိရှင်ပြိုင်ကစားထားပြီးတော့အဲ့ဒီထဲကမှသူ့အနေနဲ့ဒီ၃ပွဲသာရှုံးနိမ့်ထားတဲ့ fighter တူဖြစ်ပါတယ်ဆိုတော့ Alexander Vogonovsky အနေနဲ့ ဒီ UFC အဖွဲ့အစည်းမှာဘယ်လိုမျိုးပွဲကျင်းပြခဲ့တယ်လဲဆိုလို့ရှိရင်တော့သူ့အနေနဲ့သူ Champion ဖြစ်တဲ့ကာလမှာဆိုလို့ရှိရင်ပထမကြိမ်ချန်ပီယံဖြစ်တဲ့ကာလမှာဆိုလို့ရှိရင်သူ့အနေနဲ့သူ့ရဲ့ချန်ပီယံကပတ်ကို၅ကြိမ်တိတိကာကွယ်ပြထားခဲ့ပူတဲ့ Fighter 2ဖြစ်ပြီးတော့ Alexander Volkanovski အနေနဲ့အဲ့ဒီပွဲစဉ်တွေမှာသူ့ရဲ့ပြိုင်ဘက် Fighter တွေကိုအမှန်ကန်တီးထုတ်ပြခဲ့ပူတဲ့ Fighter ဖြစ်ပါတယ် Alexander Volkanovski ရဲ့အဓိကအားသာချက်ကိုပြောပါဆိုလို့ရှိရင်တော့ fight IQ ကောင်းတဲ့ fighter 2လို့ပြောမှာပါ Lesnar Volkanovski နဲ့သူ့ရဲ့ပြိုင်ဘက် fighter တွေကိုချင်းကက်ရမှာဆိုလို့ရှိရင် fighter တွေရဲ့အားသာချက်အားနည်းချက်တွေကိုသူ့အနေနဲ့ ဲ့စနစ်တကျလေးလာသုံးသက်ပြီးတော့မှချင်းကပ်ပြီးတော့ပြိုင်ပွဲကိုအနိုင်ယူဆုံးဖြတ်တတ်တဲ့အနေအထားရှိပါတယ် UFC ရဲ့ဒီ featherweight တန်းကကန်နဝင်ကစားသမားတူလို့ပြောမယ် Max Holloway နဲ့သူ့အနေနဲ့၃ချိန်အထိရှင်ပြိုင်ထိုးသက်ကစားထားခဲ့ပြီးတော့ Max Holloway ကို၃ချိန်လုံးမှနိုင်ယူပြခဲ့တာကတော့ Alexander Volkanovski အနေနဲ့တော်တော်လေးကိုပွဲကျမ်းပြထားတယ်လို့ပြောရမှာပဲဖြစ်ပါတယ် ဒါ့အပြင်အလက်ဇန္ဒားဗူဂန်နော့စကီရဲ့နောက်ထပ်မိုက်တဲ့တစ်ချက်ကိုပြောရမယ်ဆိုလို့ရှိရင်တော့သူ့အနေနဲ့သူ့အမှန်ကန်ပွဲကြံခဲ့တဲ့သူ့ရဲ့ prime color တော့က light weight တန်းကိုတက်ပြီးတော့ light weight တန်း champion Islam Makhachev ကိုစိန်ခေါ်ရှင်ပြိုင်ထိုးတက်တဲ့ပွဲစဉ်လို့ပြောရမှာပဲဖြစ်ပါတယ်။အဲ့ဒီပွဲစဉ်မှာဆိုရင်အလက်ဇန္ဒားဗူဂန်နော့စကီအနေနဲ့ Islam Makhachev ကိုအမှန်ကန်တီးထုတ်ပြခဲ့တာကိုပရိသတ်တွေအနေနဲ့တွေ့မြင်ခဲ့ရမှာဖြစ်ပြီးတော့နောက်ဆုံးချီမှာဆိုလို့ရှိရင်အကယ်၍သာအဲ့ဒီနောက်ဆုံးချီမှာပွဲချိန်10မိနစ်လောက်သာကြာရှိခဲ့မယ်ဆိုရင်တော့ လက်ဇန်နာဗူဂနော့စကီနေနဲ့အခုအချိန်မှာနှစ်တက်ကွမ်းချန်ပီယံဂျိန်းဒီပေါ့ဖြစ်ခဲ့ဘူးတဲ့ဖိုက်တာတယောက်ဖြစ်နေမှာဂျိန်းဒီပဲဖြစ်ပါတယ်အဲ့ဒီပွဲစဉ်မှာတချို့တချို့သောဒီတုံးသက်သူတွေဥပမာဂျိုးရိုဂန်လိုမျိုး တကယ်ကိုနာမည်ကြီးသုံးသက်သူတယောက်ကတော့အဲ့ဒီပွဲစဉ်မှာ Alexander Volkanovski နိုင်ယူရရှိခဲ့တဲ့ဆိုပြီးတော့သုံးသက်ခဲ့ရလောက်ပွဲချင်းခဲ့ပြီးတဲ့ fighter ဖြစ်ပါတယ်။ဒါပေမဲ့လည်းဒီနေရာတွေကတိတ်မှကြံခဲ့ပြီးတော့ပြောမှဖြစ်ပြီးတော့ Alexander Volkanovski အနေနဲ့သူ့ရဲ့အမှားတစ်ခုကြောင့် Islam Makhachev ရဲ့အလဲထိုးခြင်းကိုခံရတယ်။ Ilya Topuria ရဲ့အလဲထိုးခြင်းကိုခံရတယ်။ခံရပြီးတော့သူ့အနေနဲ့နှစ်ပွဲဆက်တိုက်လဲထိုးခံရပြီးတဲ့နောက်မှာ MMA တော်ဘက်ကနေတစ်နှစ်လောက်ပျောက်သွားခဲ့ပြီးတဲ့နောက်ပြန်လည်ဝင်ရောက်လာပြီးတော့လက်လက်နေတဲ့ Featherweight Champion ကပတ်ကို သူ့အနေနဲ့ဒီကိုလိုပက်ဆိုတဲ့ fighter နဲ့တွေ့ဆုံပြီးတော့ရှင်ပြိုင်ထိုးသက်ခဲ့တယ်။အဲ့ဒီပွဲစဉ်မှာဆိုရင်လည်း Lesnar Vukanovski ရဲ့ fight IQ ကောင်းတာကိုမြင်ရမှာဖြစ်ပြီးတော့ဒီဒီကိုလိုပက်လိုမျိုးအမှန်ကန်ပွဲကျမ်းပြဘူးတဲ့ fighter တူကိုသူ့အနေနဲ့နိုင်ယူပြသွားတာကတော့ Lesnar Vukanovski ရဲ့အာသာချက်လို့ပဲပြောရမယ့် fighter ဖြစ်တယ်။ဆိုတော့ သူရဲ့နောက်ထပ်ပြိုင်ပွဲဖိုက်တာကဘယ်ဖိုက်တာဖြစ်သွားနိုင်တယ်လဲ။လက်ရှိလောလောဆယ် featherweight တန်းမှာဆိုလို့ရှိရင် Lesnar Volkanovski ကိုရှင်ပြိုင်ထိုးတက်နိုင်တဲ့ fighter တွေကတန်းစီနေတာပဲဖြစ်ပါတယ်။နံပါတ်1နေရာက Mofsa Evlov ဆိုတဲ့ fighter ၊နံပါတ်4နေရာက Leon Murphy ဆိုတဲ့ fighter စတဲ့ fighter ဂျန်တွေ Champion ကပတ်စင်ကုတ်ကမရသေးတဲ့ fighter ဂျန်တွေအများကြီးရှိနေတာဖြစ်ပြီးတော့ရှုံးဖို့ night sorry night boy တွေစက်နေတဲ့ fighter တွေကလည်းတောက်လျှောက်ကိုစောင့်နေတာဖြစ်ပါတယ်။ဆိုတော့ Lesnar Volkanovski အနေနဲ့သူ့ရဲ့ဒီ prime ကာလမှာဆိုလို့ရှိရင် air fighter လာလာရှင်ပြိုင်ထိုးသက်မယ်ဆိုပြီးတော့စိန်ခေါ်ခဲ့ပေမဲ့ prime ကာလအကြအခုအသက်36နှစ်38နှစ် အရွယ်ရှိပြီဖြစ်တဲ့အနေအထားမှာဂျုံယာဖိုက်တာတွေကိုလက်ခံလို့မရတော့ပါဘူးဆိုတော့သူ့အနေနဲ့အနားမြူခင်မှာသူ့အနိုင်ယူရရှိနိုင်လောက်မယ်လို့ထင်တဲ့ဖိုက်တာနဲ့ပွဲတက်ပေးဖို့သူ့အနေနဲ့တောင်းဆိုရမှာဖြစ်ပြီးတော့အဲ့ဒီပွဲစဉ်တွေပြီးမယ်ဆိုလို့ရှိရင်တော့သူ့အနေနဲ့အနားယူဖို့တင့်ပြီဖြစ်တဲ့ဖိုက်တာတူလို့ကျွန်တော်ကတော့သုံးသပ်မိပါတယ်ဘာလို့လဲဆိုတော့သူ့အနေနဲ့အစ္စလာမ်မခရှက်နဲ့အစ္စရာဒေါ်ပူရီယာတို့သူ့ကိုအမှန်ကန်အလဲထိုးလိုက်ပြီးတဲ့နောက်မှာဆိုလို့ရှိရင်တော့သူ့ရဲ့ဒီထိုးခံနိုင်ရေးစွမ်းမာကုံကတော်တော်လေးကိုကြာဆင်းသွားခဲ့တာကိုတွေ့ရမှာဖြစ်ပြီးတော့နောက် ောက်ဆုံးရှင်မြိုင်ထိုးသက်သွားခဲ့တဲ့ဒီကိုလိုပတ်စ်နဲ့ပွဲကျင်မှာဆိုလို့ရှိရင်သူ့အနေနဲ့ခဏခဏတော့တောင်းကြမလို့ဖြစ်တာတွေကိုလည်းပရိသတ်တွေမြင်ခဲ့ရမှာဖြစ်ပါတယ်ဆိုတော့ပရိသတ်တွေနဲ့ကရောလက်ဇန်ဒါဖူဂနော့စကီအနေနဲ့နောက်ထပ်ပြိုင်ဘက်ဖိုင်တာဖြစ်နေပဲဖိုင်တာတွေနဲ့ရှင်ပြိုင်ထိုးသက်တင်တယ်လေသူ့အနေနဲ့ကရောအားယူဖို့တင်းပြီဖြစ်တဲ့ဖိုင်တာတို့ဖြစ်ပြီလားစတဲ့အကြောင်းအရာတွေကို comment မှာဇွန်လ3တန်းညင်ခုံပေးခဲ့ကြမှာခင်ဗျာနောက်ထပ်တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းအရာကတော့ UFC ရဲ့ဒီ Waterweight ကအရင်ကကြားဖြတ်ချန်ပီယံကပတ် ိုင်ရှင်တူလည်းဖြစ်ခဲ့ဘူးတဲ့တကယ်ကိုပွဲကျမ်းခဲ့ဘူးတဲ့ fighter လည်းဖြစ်ခဲ့ဘူးတဲ့အင်မတန်မကိုလေးကျယ်ပြီးတော့ AJ AJ လည်းလုတ်ခဲ့ဘူးတဲ့ fighter တူဖြစ်တဲ့ Kobe Covington အနေနဲ့အခုချိန်မှာပျောက်ချက်သားကောင်းနေပြီးတော့သူ့အနေနဲ့မကြခင်ချိန်တွင်းမှာ UFC ဖွဲ့စည်းကရော MMA လောကကရောအနားယူသွားနိုင်သလားစတဲ့အကြောင်းအရာကိုသုံးသပ်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ထပ်ပြီးတော့ပြောရမယ်ဆိုရင်တော့ Kobe Covington ဟာလည်းကျွန်တော်တော်တော်လေးကိုကြိုက်တဲ့ fighter တွေထဲမှာပါတဲ့ fighter ဖြစ်ပြီးတော့ Kobe Covington အနေနဲ့ ူကတကယ်ကို UFC ရဲ့ချင်ပတ်တူဖြစ်နေသူကတရုတ်ဆောင်နေပေမဲ့တကယ်တမ်းမှာဆိုလို့ရှိရင်တော့သူ့အနေနဲ့တော်တော်လေးကိုစိတ်ဓာတ်ပျော်ပြောင်းတဲ့ fighter ဖြစ်ပြီးတော့တော်တော်လေးကိုလည်းကူညီတက်တဲ့ fighter တယောက်ဖြစ်ပါတယ်ပြောရမယ်ဆိုရင်ကိုဗီကိုဗီနန်ရဲ့ဒီဇာတ်ကြောင်းကိုပြောရမယ်ဆိုလို့ရှိရင်တော့ကိုဗီကိုဗီနန်အနေနဲ့ဒီ UFC ဖွဲ့စည်းမှာသူကဒီ ်ဇာကန် generation fighter တွေစတင်ပြီးတော့နာမည်ကြီးလာတဲ့အချိန်မှာကိုဘီကိုဘေးနန်ကလည်းတယောက်ပါဝင်ဖြစ်ခဲ့ပြီးတော့သူ့အနေနဲ့ UFC အပွဲစီမှာတော်တော်လေးကိုပွဲချမ်းပြခဲ့ပြီးတဲ့ fighter ဖြစ်ပါတယ်။သူနဲ့ Hoey Mosby တဲ့တငယ်ချင်းနှစ်ယောက်ဒီအတွဲဆက်ဟာဆိုလို့ရှိရင်တော့ welterweight တန်းကိုတော်တော်လေးကိုကြီးစိုးခဲ့တာဖြစ်ပြီးတော့ကိုဘီကိုဘေးတန်းအနေနဲ့သူကဒီအရင်တုန်းက nice ဖြစ်တဲ့ fighter အတူဖြစ်နေရှင်ပြိုင်ထိုးတက်နေတဲ့အချိန်မှာ UFC ဖွဲ့စည်းကသူ့ကိုစိတ်ဝင်စားစရာမကောင်းဘူးပြင်းဖို့ကောင်းတဲ့ fighter ဆိုပြီးတော့ UFC ဖွဲ့စည်းကနေထုတ်ပြဖို့စူးစမ်းလာခဲ့တာဖြစ်ပါတယ်။ ဆိုတော့ကိုဘီကိုဗီ19နေနဲ့ဘယ်လိုမျိုးလုံရတယ်လဲဆိုလို့ရှိရင်တော့သူ့အနေနဲ့အဲ့ဒီချိန်ကနေစပြီးတော့အခုချိန်ထိ UFC ရဲ့ချင်ပတ်တူဖြစ်နေသူကရက်တီနေခဲ့တာဖြစ်ပြီးတော့သူ့ရဲ့ပွဲစဉ်တွေဆိုလို့ရှိရင်သူ့ကိုရှုံးစေခြင်းနဲ့လို့အင်မတန်များတဲ့အတွက်ကြောင့်မို့လို့ဒူစိတ်ဝင်စားခဲ့တဲ့ဒီ title တစ်ခုကိုရရှိခဲ့ပြီးတော့သူ့ကို UFC ဖွဲ့စည်းကပြန်လည်စာချုပ်ချုပ်ခေါ်ဆိုခဲ့တာဖြစ်ပါတယ်။ဆိုတော့ Kobe Covington အနေနဲ့သူ့ရဲ့ဒီ Chimbat ဆိုတဲ့နာမည်အောက်မှာတော်တော်လေးကိုပေးဆက်ခဲ့ရတာဖြစ်ပြီးတော့ ူ့အနေနဲ့ဒီ UFC ဖွဲ့စည်းကအထုံးမခံရရေးအတွက်စ조사ခဲ့တယ်လို့ပြောရမှာပဲဖြစ်ပါတယ်။ Kobe Covington အနေနဲ့ဒီ MMA ဖွဲ့စဉ်ပေါင်းသူ့အနေနဲ့22ပွဲရှင်ပြန်တိုးသက်ထားပြီးတော့အဲ့ဒီတည်းကမှာ18ပွဲနိုင်5ဝဲရှုံးဆိုတဲ့ record ကိုပိုင်ဆိုင်ထားပြီးတော့ Kobe Covington ဟာသူခေတ်သူကာလတုန်းကတော့တကယ်ကိုကျန်းတဲ့ fighter တူဖြစ်ပါတယ်။မာကုံလည်းမြင့်တယ်လို့တက်လုံလည်းတော်တော်လေးကိုကောင်းတဲ့ fighter ဖြစ်ပါတယ်။ ခုလက်ရှိနာမည်ကြီးနေတဲ့ Mirat Devleshive ဆိုတဲ့ fighter ပေါ်မလာခင်ကတည်းက Kobe Covington ကတက်လုံအင်မတန်ကောင်းတယ်ဆိုတဲ့ဒီအရေးချင်းတဲ့ UFC အဖွဲ့အစည်းမှာကြော်ကြားတာပဲဖြစ်ပါတယ် Kobe Covington ရဲ့တကယ် prime color အချိန်တွေတုန်းကဆိုလို့ရှိရင် Mirat Devleshive တက်လွန်ကောင်းနေဆိုတာကိုဗီကိုဗင်နဲ့အိမ်နေတလောက်ပဲရှိတယ်လို့ကျွန်တော်အနေနဲ့ကတော့သုံးသပ်ချင်းပါတယ်ဆိုတော့ကိုဗီကိုဗင်တန်အနေနဲ့ UFC ဖွဲ့စည်းမှာနောက်ဆုံးရှင်ပြိုင်ထိုးသက်ထားခဲ့တဲ့ပွဲစဉ်ကတော့ပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလကရှင်ပြိုင်ထိုးသက်ခဲ့တာဖြစ်ပြီးတော့သူ့အနေနဲ့ပွဲမထိုးသက်တာဟာကြားထဲမှာတစ်နှစ်လောက်ရှိတော့မှာပဲဖြစ်ပါတယ်ဒါအပြင်အရင်တုန်းကလိုမျိုးကိုဗီကိုဗင်တန်အနေနဲ့တခြားသောပွဲစဉ်တွေမှာလာရောက်ကြည့်ရှုတာမျိုးတွေပြီးတော့အားချောင်းတာမျိုးတွေလည်းတိတ်ပြီးတော့မတွေ့ရတော့ဘဲနဲ့တော်တော်လေးကိုပျောက်ချက်တာကောင်းနေတယ်လို့ပြောရမှာပဲဖြစ်ပါတယ် ဆိုတော့ကိုဝင်ကိုပင်နန်အနေနဲ့ဒီ UFC ဖွဲ့စည်းမှာသူကအရင်တုန်းကတကယ်ကိုနာမည်ကြီးခဲ့တဲ့ fighter ဖြစ်ခဲ့ဘူးတဲ့ပြီးတော့သူ့ကိုရှုံးသိကျင်တဲ့ပရိသတ်တွေကလည်းအင်မတန်မှကိုများခဲ့ဘူးတဲ့ fighter တူဖြစ်တဲ့အတွက်ကြောင့်မို့လို့သူ့အနေနဲ့အခုချိန်မှာရောဘယ်လိုနေရာကိုရောက်ရှိနေပြီလဲ သူ့ရဲ့နောက်ထပ်ပွဲစဉ်တွေကိုရောဘယ်တော့စောင့်ကြည့်ရမလဲဆိုပြီးတော့ကျွန်တော်အနေနဲ့လေ့လာကြည့်တဲ့အခါမှာ Kobe Covington အနေနဲ့လက်ရှိလောဆယ်မှာ UFC Welterweight တန်းရဲ့နမတ်ခွန်8နေရာလောက်အထိကိုကြာရှောက်သွားပြီဖြစ်ပြီးတော့သူ့အနေနဲ့ဒီပွဲကလည်းဝေးနေတဲ့အတွက်ကြောင့်မို့လို့ ဟိုးအောက်ဆုံးအထိကိုကြသွားခဲ့တယ်လို့ပြောရမှာပဲဖြစ်ပါတယ်အရင်တုန်းကကိုဗီကိုဗင်နန်အနေနဲ့ UFC ရဲ့ဒီ Waterweight ထဲမှာနံပါတ်1သို့မဟုတ်နံပါတ်2သူနံပါတ်1သို့မဟုတ်နံပါတ်2စသည်ဖြင့်ရှိနေခဲ့ရမှာဆိုလို့ရှိရင်တော့အခုချိန်မှာဟိုးအောက်ဆုံးအထိကြသွားခဲ့ပြီပဲဖြစ်ပါတယ်သူရဲ့အရင်တုန်းကပြိုင်ပွဲဟောင်းကြီးဖြစ်တဲ့ကမာရူအူစမန်နောက်မှာနောက်ဆုံးပွဲစဉ်မှာ ိုဗီကိုဗီနဲ့ရှုံးထားတဲ့ fighter ဖြစ်တဲ့ Joeyn Buckley ကိုနိုင်ရရှိခဲ့ပြီးတော့ ranking ပြန်တက်လာခဲ့ပြီးတော့ Champion ကပတ်စဉ်ခေါ်ခွင့်နှစ်ခုတောင်းမဲ့ဆိုပြီးတော့လေးကျန်နေတဲ့အချိန်မှာ Gobi Gobinan ကြီးကတော့လုံးဝကိုပျောက်ချက်သားကောင်းနေတာပဲဖြစ်ပါတယ်။တက်ရွယ်ပိုင်းရဆိုရင်တော့အခုချိန်မှာ Gobi Gobinan က38နှစ်အရွယ်လောက်ရှိပြီဖြစ်ပြီးသူနဲ့မတည့်တဲ့ fighter တွေတော်တော်များများလဲ MMA လောကကနေအားယူသွားကြပြီပဲဖြစ်ပါတယ်။ဥပမာပြောရမယ်ဆိုရင်သူနဲ့လုံးဝမတည့်တဲ့ fighter ကတော့ Dustin Poirier ဖြစ်ပြီးတော့ Dustin Poirier အနေနဲ့ Kobe Covington ကိုပဲနေရာမှာတွေ့တွေ့ အမောက်သိမ့်မယ်ဆိုပြီးကြွေးကြော်ထားတဲ့ fighter ဖြစ်ပြီးတော့သူ့ကိုတွားကျုပ်အောင်ထိုးသွားခဲ့ဘူးတဲ့သူ့ရဲ့တငယ်ချင်းဖြစ်တဲ့ Wayne Mosby တဲ့လည်းအားယူသွားပြီးဖြစ်ပါတယ်။ဒါပြင်သူနဲ့နောက်ထပ်မတည့်တဲ့ fighter တို့ကတော့ဂျွန်ဂျုံကြီးဖြစ်ပြီးတော့ဂျွန်ဂျုံကြီးလည်းအခုချိန်မှာအားယူသွားပြီးဖြစ်တဲ့အတွက်ကြောင့်မို့လို့ COVID COVID-19 အနေနဲ့ကရောအခုချိန်မှာအားယူသွားတော့မလားသူ့အနေနဲ့နောက်ထပ်ပွဲစဉ်တွေကျွန်တော်တို့ပြည်သက်တွေကိုဆက်လက်ချပြသွားအောင်မလားဆိုတာကတော့ ကိုဗစ် COVID-19 ကိုတိုင်းပဲသိပါလိမ့်မယ်ဆိုတော့ပြည်သက်တွေအနေနဲ့ကရောကိုဗစ် COVID-19 ကြီးကိုဒီ MMA ဂျိုးဝမ်းထဲမှာပြန်လဲမြင်ကျင်သေးသလားဒါမှမဟုတ်ကိုဗစ် COVID-19 အနေနဲ့လုံအောင်ကိုအားယူသွားတင်သလားဆိုတာကိုတော့ comment မှာဆွေးနွေးတုံ့တက်ညှင်းခုံပေးခဲ့ကြပါဦးခင်ဗျာနောက်ဆုံးအနေနဲ့တင်ဆက်ပေးသွားခြင်းတဲ့အကြောင်းကတော့ပြီးခဲ့တဲ့ Champion ကပတ်လူပွဲပွဲစဉ်မှာပွဲမရှိရလတ်နဲ့ပွဲပြတ်သွားတဲ့အတွက်ကြောင့်မို့လို့နောက်တစ်ချိန်ပြန်လဲတွေ့ဆုံတဲ့အခါမှာ ဒုံအက်စပိုင်နယ်ကိုအလဲထိုးအမောက်သိပ်ပြီးတော့ UFC ရဲ့ Heavyweight တန်ချန်ပီယံကပတ်ကိုရအောင်ယူပြမယ်ဆိုပြီးတော့ကြွေးကြော်ထားတဲ့ Serial Gang ရဲ့အကြောင်းကိုတင်ဆက်ပေးသွားချင်ပါတယ် UFC ရဲ့လက်ရှိလောလောဆယ်မှာ heavyweight တန်ချန်ပီယံကပတ်စင်ကော်သူ Serial Gang ဟာဆိုလို့ရှိရင်တော့မကြခင်မကြခင်တုန်းကရှင်ပြိုင်ထိုးသက်ခဲ့တဲ့ပွဲစဉ်ဖြစ်တဲ့ ဒွန်အက်စပိုင်နဲ့ပွဲစဉ်မှာသူ့အနေနဲ့ဒွန်အက်စပိုင်နဲ့ကိုမျက်လုံးနှိုက်မိသွားပြီးတော့အဲ့ဒီပွဲစဉ်ကပွဲပြတ်သွားခဲ့တာဖြစ်ပြီးတော့ပွဲမရှိရလတ်နဲ့ထွက်ပေါ်သွားခဲ့တာဖြစ်ပါတယ်။အဲ့ဒီလိုမျိုးပွဲမရှိရလတ်ထွက်ပေါ်သွားခဲ့တဲ့အတွက်ကြောင့်မလို့ပရိသတ်တွေနေနေကလည်းတော်တော်လေးကိုစိတ်ပြတ်ခဲ့ကြပြီးတော့သူတို့အင်မတမတ်ကိုမျှော်လင့်ထားတဲ့ပွဲစဉ်တပွဲအခုလိုမျိုးဖြစ်သွားရတယ်ဆိုတဲ့အတွက်ကြောင့်မလို့ serial gang ကိုအပြစ်တင်နေကြတဲ့လူတွေလည်းရှိပါတယ်။ ဆိုတော့အဲ့ဒီပွဲစဉ်ပြီးတဲ့နောက်မှာဆိုလို့ရှိရင်တော့ serial game အနေနဲ့ကလည်းသူကတော်တော်လေးကိုစူးစမ်းထားခဲ့တာဖြစ်ပြီးတော့သူ့အနေနဲ့ champion ကပတ်၃ချိန်မြောက်ထိတောင် champion ကပတ်ဒုဝင်ရတဲ့နေသားမှာကောင်းဆုံးပုံစံနဲ့ပွဲထွက်လာပြီးဟေ့ဆိုတဲ့အနေထားကြမှာမတော်တဆမျက်လုံးနှိုက်မိသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့သူကလည်းအဲဒီကိစ္စနဲ့ပတ်သက်ပြီးတော့တော်တော်လေးကိုစိတ်ပြက်လက်ပြက်ဖြစ်နေပုံရပါတယ်ဆိုတော့ serial game အနေနဲ့သူက ဒီသူ့အနေနဲ့အခုချိန်မှာဆိုလို့ရှိရင်တော့ training camp နေပြန်လည်ပြီးတော့ဆင်းနေပြီဖြစ်ပြီးတော့မကြခင်ချိန်တွင်းမှာ UFC ဘက်ကခြေဝဲပွဲတည်ပေးမယ်ဆိုလို့ရှိရင်သူ့အနေနဲ့ထိုးသက်သွားဖို့အဆင်သင့်ရှိတယ်ဆိုတဲ့အကြောင်းဒီတစ်ခေါက်ပြန်လည်တွေ့ဆုံတဲ့အခါမှာဆိုလို့ရှိရင်တော့သူ့အနေနဲ့ serial gang ကို sorry သူ့အနေနဲ့ tone spine ကိုလဲထိုးနိုင်ယူပြပြီးတော့ champion ရအောင်လုပ်မယ်ဆိုတဲ့အကြောင်းကိုပြောလာခဲ့တာပဲဖြစ်ပါတယ် ပရိသတ်တွေအနေနဲ့ပထမပွဲစဉ်မှာရင်းတဲ့အတိုင်းပဲ serial game ကတော့ Don Aspire နဲ့ကိုပထမအချိန်မှာအသာစီးနဲ့ရှင်ပြိုင်ထိုးသက်ကစားထားခဲ့တာပဲဖြစ်ပါတယ်။ဆိုတော့ serial game အနေနဲ့သူ့ရဲ့ overall record ကိုကြည့်ပြီးတော့ဆုံးဖြတ်မယ်ဆိုရင်တော့သူက kickboxer တူဖြစ်ပြီးတော့သူ့ရဲ့ MMA record ကတော့16ပွဲရှင်ပြန်ထိုးသက်ထားပြီးတော့အဲ့ဒီကမှ73ပွဲနိုင်2ပွဲရှုံး2ပွဲပွဲမရှိဆိုတဲ့ရလဒ်ကိုပိုင်ဆိုင်ထားတဲ့ fighter ဖြစ်ပါတယ်။ Jerry Gain နေနဲ့သူ့ရဲ့ fighter ဘွားမှာရှုံးခဲ့ဘူးတဲ့ပွဲစဉ်နှစ်ပွဲဟာ Francis Ngannou နဲ့ John Jones ကိုပဲရှုံးခဲ့ဘူးတာဖြစ်ပြီးတော့သူ့အနေနဲ့တော်တော်လေးကိုပွဲကျမ်းပြထားခဲ့ဘူးတဲ့ fighter ဖြစ်တဲ့ MMA ပွဲစဉ်ပေါင်း16ပွဲရှင်းပြိုင်ထိုးသက်ထားတယ်ဗျ73ပွဲကိုနိုင်ရရှိထားပြီးတော့နိုင်ရရှိထားတဲ့73ပွဲထဲမှာဆိုလို့ရင်လေ6ပွဲကိုအလဲထိုး3ပွဲကိုချုပ်ကွက်နဲ့နိုင်ရရှိထားတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ serial game တွေနဲ့က finishing rate တော်တော်လေးကိုမြင်မာတဲ့ fighter ဖြစ်တဲ့ UFC ပွဲစီမှာဆိုလို့ရှိရင်73ပွဲထိရှင်းပြိုင်ထိုးသက်ကစားထားပြီးတော့အဲ့ဒီတဲကမှ10ပွဲနိုင်2ပွဲရှုံး2ပွဲပွဲရှိဆိုတဲ့ရလက်ထပ်ပေါ်ထားတဲ့အတွက်ကြောင့်မို့လို့ UFC ပွဲစီမှာတော့ serial game ကတော်တော်လေးကိုအခြေအနေကောင်းတဲ့အနေအထားမှာရှိတယ် ။နောက်ဆုံးရှင်ပြိုင်ထိုးသက်သွားခဲ့တဲ့ Don Aspinall နဲ့ပွဲစဉ်မှာကြီးမယ်ဆိုရင်သူ့ရဲ့ kickboxing skill ကိုအကောင်းဆုံးအသုံးချနိုင်တယ်လို့ Don Aspinall ရဲ့ power ကြီးကိုလည်းသူ့အနေနဲ့တော်တော်လေးကိုရှောင်ရှားပြနိုင်တာကိုတွေ့ရတဲ့အတွက်ကြောင့်မို့လို့ serial game အနေနဲ့ကတော့ သူပြောသလိုပဲသူကဒွန်အစပိုင်တွေကိုလဲထိုးပြီးတော့နိုင်ယူသွားမယ်ဆိုတာကတော့ဖြစ်နိုင်တဲ့အနေအထားမှာရှိတယ်လို့ကျွန်တော်အနေနဲ့သုံးသပ်မိပါတယ်ပရိသတ်တွေအနေနဲ့ကရောဒွန်အစပိုင်တွေနဲ့စီရယ်ဂိမ်းတို့တပံပြန်လည်တွဲဆောင်ရှင်ပြိုင်ထိုးတက်ကြပြီးဆိုလို့ရှိရင်ဘယ်ဖိုင်တာကနိုင်ယူရရှိသွားနိုင်တယ်လဲစီရယ်ဂိမ်းကရောသူပြောသလိုလုံးပြသွားနိုင်မှာလားဆိုတာကိုကောမန့်မှာဆွေးနွေးသုံးသပ်ညှိနှုံပေးကြပါဦးခင်ဗျာဗီဒီယိုလေးကိုစောင့်ကြည့်ပေးတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်